မင်္ဂလာပါရှင်။ဗမာခေတ်သတင်းဌာနရင်ထိတ်တန့်သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အဘကချစ်သူကိုဘာလုံးမှလဲ။မအလကိုရိုဟင်ဂျာအရေးဘေကဖန်ဝရန်ထုတ်တယ်။ဘာညာပြောပေမယ့်နေပြည်တော်မှာရိုဟင်ဂျာကိစ္စဘာအစည်းအဝေးမှမလုပ်ပါ။စီးပွားရေးပိတ်ဆို့တယ်ဘာညာကြင်ညာလဲ။နေပြည်တော်မှာဘာအစည်းအဝေးမှမလုပ်ပါ။ဒါပေမဲ့ယခုရက်ပိုင်းအမေရိကန်ကကြားဖြတ်နေနေဖို့ထားလို့ရမှာတော့အစည်းအဝေးတွေကဇက်တိုက်ဇက်တိုက်ဖြစ်နေပါပြီ။ အဘကိုတိုင်ဖတ်အန်စင်းတာနိုင်ငံသားရေးဝန်ကြီးကိုတန်တမန်တွေဆင့်ခေါ်ပြီးသူတို့မလုပ်ဘဲကြားဖြန့်တွေကသူ့ဖာသာ KNU ကိုကက်ဝမိုင်းလာတွေနဲ့ပေါင်းပြီးလုပ်နေကြောင်းအလင်းအမြန်ရှင်းပြတာကလည်းရိုဟင်ဂျာကိစ္စထက်အလီထားပြီးပြဿနာဖြစ်နိုင်ခြေရှိတယ်ဆိုတာကိုအတိအမှတ်ပြုတဲ့သဘောပေါက်ဒီကိစ္စကယခုအချိန်မှလူတီများလာပြီးမယ်ဒေါ်နယ်ထရန့်တက်ပြီးနောက်မှာမအားလာကိုဒီကိစ္စရှင်းဖို့ဘိန်းကိစ္စရှင်းဖို့ဆေးပြကိစ္စရှင်းဖို့မူဆလင်အကြံဖက်လက်နက်ကိုက်တွေကိုအရေးတကြီးဓာတုလက်နက်တွေမထောက်ပံ့ဖို့ပြောထားတာရှိပါတယ် မအလကစောချစ်သူရဲ့တက်တွေအကူအညီနဲ့ကရင်ကနေတွေကိုပြန်သိမ်းဖို့မြဝတီကိုအလုံးစုံထိန်းချုပ်ဖို့အရင်လုပ်ပြီးမှစောချစ်သူတို့နဲ့ကိစ္စရှင်းဖို့ထားထားလို့ပါယခုအချိန်မှာမအလကိုဘာတွေတင်ပြထားလဲမအလကိုတင်ပြထားတာတွေထဲမှာပထမဆုံးကစောချစ်သူနဲ့ကြားဖြတ်နမည်ကြီးပါဝင်သူလက်နက်ကိုက်ထိပ်ပိုင်းခေါင်းဆောင်တွေကိုဖမ်းပြီးတရားစွဲတရားစီရင်ပြဖို့ပါဒါပေမဲ့ဒီလိုလှုပ်ခတ်ရင်ပြည်ထနာကစောချစ်သူရဲ့အောက်က BGF တွေက KNL နဲ့ပူးပေါင်းနိုင်လို့ ဒါဆိုရင်ဘလို့ကင်တွေရမလဲဆိုတာကိုနောက်ဆက်တွဲစာတမ်းမှာအသေးစိတ်မဖော်ပြနိုင်ပေရှိနေပါတယ်။ဒုတိယစီမံကစောချစ်သူကိုထိုင်းနိုင်ငံထဲမှာအဖမ်းခံရအောင်ကြိုးစားဖို့ပါ။စောချစ်သူတင်မဟုတ်ပဲကြားဖြတ်တဲ့နာမည်ကြီးတဲ့အခြား BGF DKBA ကလက်နက်ကင်ကောင်းဆောင်ပြီးပတ်သက်သူတွေကိုအဖမ်းခံရအောင်ထိုင်းစိုးရနဲ့ပူးပေါင်းဆောင်ရွက်ဖို့ပါ။ဒါဆိုရင်ထိုင်းကဖမ်းသွားတာဖြစ်လို့ BGF တွေကိုအခြားကောင်းဆောင်ပြောင်းလိုက်လို့ရှိရင်အဆင်ပြေသွားနိုင်ပါတယ်။ ဒါပေမဲ့ဒီအစီအစဉ်မှာအားနည်းချက်ကစောချစ်သူနဲ့အခြားဖန်ခံရတဲ့ BGF, DKBA ကောင်းဆောင်တွေကသူတို့တင်လောက်တာမဟုတ်ပဲအခြားမအားလက်တက်ထဲကခေါင်းဆောင်တွေကြက်ဖို့ကခေါင်းဆောင်တွေနာမည်ပါဆွဲထည့်ရင်ကမ္ဘာမီဒီယာမှာနာမည်ပြက်နိုင်တဲ့အခြေအနေနဲ့ရင်ဆိုင်ရနိုင်တယ်လို့ဆိုပါတယ်တတိယရွေးချယ်စရာအနေနဲ့ထောက်ခံတင်ပြထားတဲ့အချက်ကတော့စောချစ်သူနဲ့တခြားကြားဖြတ်နဲ့ပတ်သက်တဲ့ BGF, DKBA ကောင်းဆောင်တွေကို ဘသူကလုံမမသိပဲစာရဖာကလှုပ်ချန်လိုက်ဖို့ပါဒါဆိုရင်ကြံခဲ့တဲ့ VGN DGPA ကဖတ်ပြောင်းဖို့နေတယ်လို့ထိုသူတွေကိုလည်းနှုတ်ပိတ်နိုင်မယ်ဆိုတာပါဒီအချက်တွေကိုစာရဖာယုံကမအားလထံတင်ပြထားပြီးရွေးကောက်ပွဲအပြီးမအားလအမိန့်ကြတာနဲ့လှုပ်ရှားမှာပါရွေးကောက်ပွဲကိုစောင့်တာကရွေးကောက်ပွဲမတိုင်ခင်သွားချမ်းရင် VGF နဲ့ DGPA ကရွေးကောက်ပွဲဖြတ်မှာဆိုလိုပါရခုဖော်ပြထားတဲ့ကြားဖြတ်နဲ့ပတ်သက်တဲ့စောချစ်သူနဲ့အခြား BGF ကထိပ်ပိုင်းခေါင်းဆောင်တွေဟာမအားလထံအဖမ်းခံရတာ ထိုင်းရဲထံအဖမ်းခံရတာနဲ့ရှင်းလင်းချင်းခံရတာဆိုတဲ့ဒီလန်၃ခုတည်းကဘယ်ဟာရွေရွေကောင်းတာမတွေ့ရပါမအလာအတွက်ကသူမနေနေရင်အမေရိကန်က NUG PDF ကိုလက်နက်ပေးနိုင်လို့သူစစ်ရှုံးဖို့ပုံများသွားမှာပါပြည်သူလူထုအလုံးကတော့မိမိတက်ကိုအခွင့်တရရင်စီးရီးယားမှလို့မျိုးတော်အထိတက်တိုက်နိုင်အောင် NUG PDF ကိုထောက်ပံ့ပေးထားတာပါ NUG ကလည်း NGO လိုမတွေးမိပါစေနဲ့ဒါဆိုရင်နိုင်မှာပါ လာရှိုနာကစခန်းတွေကိုစုခိုင်းရကနေစစ်ကောင်စီနဲ့ MNDAA ဆက်ဆံရေးတင်းမာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။လာရှိုမြို့နာမှာတက်ဆွဲထားတဲ့ MNDAA တပ်တွေစုပေးဖို့စေအုပ်စုရဲ့အမတ်ငါစစ်စင်ရေးအထူးအဖွဲ့မှကိုတိုင်လာရှိုမြို့အထိလာရောက်တောင်းဆိုပေးမယ်။ရင်းပယ်ခံရပြီးဆွေးနွေးမှုပြတ်သွားသလို MNDAA ကလည်းအင်အားတိုးချဲ့ချထားတယ်လို့မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်။လာရှိုမျိုးကနေမန္တလေးမျိုးဘက်ကိုတီးတဲ့ပြည်တော်စုလမ်းမပေါ်မှာရှိတဲ့နောက်မွန်းနေတန်ရန်မိုင်းရဲမျိုးဘက်ကိုသွားတဲ့ နန်ပေါင်ဟိုရရွာတွေမှာ MNDAA ကတက်ဆွဲထားတာကိုနိုဝင်ဘာလ17ရက်နေ့ကလာရှိုးမြို့စစ်နက်ကောင်ဟိုတယ်ဆွေးနွေးပွဲမှာစစ်ကောင်စီကစုတ်ခွာခိုင်းတာလို့စုံစမ်းသိရှိရပါတယ်။နောက်မောနန်ပေါင်ဟိုရရွာတွေဟာတဆက်တည်းရှိနေတာဖြစ်ပြီး MNDAA က2029စစ်စင်ရေးနဲ့အတူသိယူခဲ့တဲ့နေမြေထဲမှာပါဝင်ပါတယ်။အခုအချိန်ထိလည်းတက်ဆွဲထားတာဖြစ်ပါတယ်။ပြီးခဲ့တဲ့ဧပြီလမှာတရုတ်အစိုးရရဲ့အကြမ်းဝင်ဆော့ဖတ်မှုကြောင့် MNDAA ကလာရှုံမျိုးကိုကြီးတစ်ချက်မဖောက်ပဲပြန်လွှဲပေးခဲ့ရပါတယ်။အခုထပ်ပြီးနောင်မော်နတ်ပေါင်ဟိုရရွာတွေကနေတဆင်ချင်းစုပ်ပေးဖို့စစ်အုပ်စုကထပ်မံတောင်းဆိုနေတာဖြစ်ပါတယ်။ဒုတိယပို့ချုပ်ကြီးကိုကိုဦးကိုတိုင်းလာရှုံမှလာညိတာမရလို့ပြန်သွားပါပြီ။နောက်ဆက်တွဲကဘာတွေဆက်ဖြစ်မလဲတော့မသိ။ကိုကန် MNDAA တွေကတော့အင်အားပိုများလာတယ်လို့နောင်မော်မှာနေထိုင်သူတအုပ်ကပြောပါတယ်။ ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးဟာအမန်ငါစစ်စင်ရေးအထူးအဖွဲ့မှကစားထငါဖြစ်ပါတယ်။သူဟာလာရှုမျိုးကိုတရုတ်အစိုးရအကူအညီနဲ့ပြန်လည်ထိန်းချုပ်စင်မှာလေမြန်မာနိုင်ငံဆိုင်ရာအထူးတန်တမှန်တင်ရွှေကျင်းနေဆွေးနွေးမှုကိုဦးဆောင်ခဲ့သူဖြစ်ပါတယ်။ MNDAA နဲ့အပြည့်အဆွေးနွေးပွဲကိုလည်းစစ်ကောင်စီဘက်ကနေဦးဆောင်ခဲ့သူဖြစ်ပါတယ်။မကြာသေးမီကတရုတ်နိုင်ငံသားရေးခွင့်ကြီးဌာနအာရှရေးရာအထူးကိုယ်စားလှယ်ရဲ့မြန်မာနိုင်ငံခီးစင်မှာလေတရုတ်ကိုယ်စားလှယ်အဖွဲ့ကိုစစ်ကောင်းဆောင်တဲ့အတူတွေ့ဆုံခဲ့ပါတယ်။ သူနဲ့ဆိုအဆင်ပြေမလားဆိုပြီးတောက်လျှောက်တာဝန်ပေးထားတာကိုကန်းကပြန်ဆုတ်ပေးဖို့မရှိဘူးပြောလိုက်တော့နေပြီးတော့ပြန်တက်သွားတယ်လို့လာရှိုးမျိုးကတရင်ရမျက်ကပြောပါတယ်ဆေအိုစုဟာတအောင်မျိုးသားလွတ်မြောက်ရေးတက်မတော့ TNL ထိန်ချုပ်ထားတဲ့ကြောင်မင်းနဲ့တီဘောမျိုးကိုပြီးခဲ့တဲ့အောက်တိုဘာလမှာပြန်သိမ်းယူပြီးနောက်ပိုင်းမန္တလေးမူဆယ်ပြည်တော်စုလန်လာရှိုးနဲ့တီဘောလန်ပိုင်ပတ်ဝန်းကျင်က MNDAA စခန်းတွေကိုစုပ်ခွာဖို့ PR ပို့ပေးနေတာဖြစ်ပါတယ် MNDAA ကနာရှုမြို့နာက၎င်းတို့တက်ဆွဲထားတဲ့နေရာတွေအကြောင်းနဲ့စေကောင်စီနဲ့ဆွေးနွေးမှုတွေအကြောင်း သတင်းမထုတ်ပြန်သေးပါဘူး။ဒါပေမဲ့စစ်ကောင်စီနဲ့လက်ရှိရရှိထားတဲ့စစ်ရေးရစဲရေးသဘောတူညီချက်ဟာအဆင့်ဆိုင်ရာရလဒ်တစ်ခုသာဖြစ်ပြီးစစ်မှန်တဲ့ငြိမ်းချမ်းရေးကိုရရှိဖို့အတွက်အမြဲတမ်းရှိနေဖို့နဲ့ယူဟာကြကြနားလည်နေဖို့အော်တိုဘာ25ရက်နေ့ကထုတ်ပြန်ခဲ့မှုပါတယ်။ MNDAA ရဲ့အပတ်စဉ်တကေတာများအလဲကျသင်္นานစင်ပွဲမှာ MNDAA စစ်ဦးစီးမှုချုပ်ကသင်္นานစင်ကိုကတ်တပ်ဖွဲ့ဝင်တွေကိုတိုက်တွန်းပြောကြားခဲ့တာဖြစ်ပါတယ်။ MNDAA ဟာ2023အောက်တိုဘာလ28ရက်မှတွင်ညီနောင်မဟာမိတ်ဖြစ်တဲ့ AA နဲ့ TNLA တို့နဲ့အတူရှမ်းပြည်နယ်မြောက်ပိုင်းမှာ2029စစ်စည်ရေးစတင်ခဲ့ပြီးလာရှိုးလောက်ကိုင်းချင်းရွှေဟောင်းမုံကိုဖောင်းဆိုင်ကုံချမ်းပန်လုံကွမ်းလုံတိမ်နီတောင်မုံငယ်ပန်ဆိုင်မြို့တွေကိုတင်ပိုက်ခဲ့ပါတယ်။တင်ယူထားတဲ့မြို့တွေမှာအုတ်ချုပ်ရေးရန်ရာဖော့ဆောင်နေစဉ်တရုတ်အစိုးရရဲ့ဖိအားကြောင့်စစ်ကောင်စီနဲ့အဖြစ်ရထားသလိုလာရှိုးမြို့ကိုလည်း2025ခုနှစ်ဧပြီလမှာစစ်ကောင်စီတပ်ပြန်လွှဲပေးခဲ့တာပါ။ တိန်နီမြို့ကိုပြန်ပေးဖို့စစ်ကောင်စီကဖိအားပေးနေတယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။ဆလပီဒေါအောင်ဆန်းစုကြည်ကိုပုတ်ခတ်စော်ကားပြီး NLD အစိုးရဖြုတ်ချရေးဆန္ဒပြခဲ့သောမဘာသာအဖွဲ့ဝင်ကျော်မျိုးရွှေကတာဆာညပါတီအမျိုးသားလွတ်တော်ကိုစလေလောင်အဖြစ်ရွေးကောက်ပွဲဝင်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ နိုင်ငံတော်၏တိုင်ပင်ခံဖို့ကိုဒေါ်အောင်ဆန်းစုကြည်ကိုပုတ်ခတ်စော်ကားပြီး NLD အစိုးရဖြုတ်ချရေးဆန္ဒပြခဲ့သောမဘာသာအဖွဲ့ဝင်ကျော်မျိုးရွှေကတာဆာညာပါတီ၏အမျိုးသားလွှတ်တော်ကိုစစ်လေလောင်အဖြစ်ရွေးကောက်ပွဲဝင်နေကြောင်းမန္တလေးမြို့ကများထံမှသိရပါဗျ။မဘာသာအဖွဲ့ဝင်နှင့်အမျိုးသား၏အစွန်ရောက်စစ်တပ်ထောက်ခံသူကျော်မျိုးရွှေကတိုင်းသာစီလုံးညညရေးပါတီတာဆာညာကိုကိုစားပြု၍မန္တလေးတိုင်းအမျိုးသားလွှတ်တော်မဲဆန္ဒနှင့်အမှတ်လေး FTTP တွင်ရှင်းပြရန်မဲဆွယ်စည်းရုံးမှုများလှုပ်ဆောင်နေကြောင်းသိရပါဗျ။ ကျော်မျိုးရွှေမှာ NLD အစိုးရအာဏာရယူခဲ့သည့်2016ခုနှစ်မှ2021ခုနှစ်ဇန်နဝါရီလကုန်အထိဒေါအောင်ဆန်းစုကြည်ကိုပုတ်ခတ်စော်ကားခြင်း NLD အစိုးရကိုဆန္ဒပြခြင်းစစ်တပ်ထောက်ခံသောလှုပ်ရှားမှုများကိုဦးဆောင်ခြင်းများလှုပ်ဆောင်ခဲ့သူလည်းဖြစ်ပါသည်။2019ခုနှစ်မလတွင်နိုင်ငံတော်၏တိုင်ပင်ကပုတ်ကိုဒေါအောင်ဆန်းစုကြည်ကိုလူမှုကွန်ရက် Facebook စာမျက်နှာတွင်ပုတ်ခတ်စော်ကားရေးသားခဲ့သောဆက်သွယ်ရေးဥပဒေ66ခါကြီးဖြင့်အမှုဖွင့်ခံခဲ့ရသူလည်းဖြစ်ပါသည်။ ရှင်ပြင်း2019ခုနှစ်ဩဂုတ်လအတွင်းမန္တလေးတွင် NLD အစိုးရစန့်ကျင်တပိတ်လှုပ်ဆောင်ခဲ့ပြီးရှင်တပိတ်အတွင်းချော်မျိုးရွှေကိုဝရမ်းထုတ်ခဲ့ကပုံမှန်905ခောက်ဝေးဖြင့်အမှုဖွင့်ဖန်ဆီးခဲ့ပါတယ်။2018ခုနှစ်ဇူလိုင်လတွင်မန္တလေးမြို့တွင် NLD အစိုးရသည့်ဖြုတ်ချရေးတပိတ်မှောက်ခဲ့မှုဖြင့်ကျော်မျိုးရွှေကိုနိုင်ငံတော်အကြီးအကဲဖျက်ဆီးမှုပုံမှန်905ခောက်ခွေဖြင့်ချမ်းမြသာစီမြို့နယ်တရားရုံးကအလုတ်ကျန်းနှင့်1200တက်နှင့်ခွဲချမှတ်ခဲ့ပါသည် 2019ခုနှစ်မလအတွင်းအမျိုးသား၏အစွန်ရောက်ဝါရီဖုန်ကြီးဝိရသူကို Facebook post တစ်ခုတွင်စော်ကားသည်ဟုဆိုကာကျော်မျိုးရွှေကမြန်မာနောင်အေရီတာချုပ်ကိုဆွေဝင်းကိုဆက်သွယ်ရေးဥပဒေပုံမှန်66ခါကြီးဖြင့်တရားလိုအဖြစ်တရားစွဲခဲ့မှုပါတယ်။